်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတပိတ်ချင်းနဲ့မတရားမျိုးနယ်တွေကစစ်ကောင်စီသိမ်းယူထားတဲ့စခန်း point တွေကို PDF တွေပြန်သိမ်းယူခဲ့တာကြောင့်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ အဲ့ဒီ second point တွေကို PDF ပူပေါင်းအဖွဲ့တွေက March လဇန်မှာပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီးလုံခြုံရေးအရစခန်းတီနေရာတွေနဲ့အရေးအတွက်ကိုမတရားပီဒီအက်ဘက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ 2024ခုနှစ်2029စစ်စင်ရေးဒုတိယလှိုင်းမှာတပိတ်ကျေးမြို့နယ်တွေကတက်စခန်း၈ခု၊မရရမြို့နယ်တွေကတက်စခန်း35ခု၊စင်ကူမြို့နယ်တွေကတက်စခန်းအလုံးကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကကြေညာခဲ့ပြီးစက်တင်ဘာလနောက်ပိုင်းကစကစစ်ကောင်စီကတက်စခန်းတချို့ကိုပြန်သိမ်းယူခဲ့တာပါ။ဒီနေ့မတ်လ3ပိုင်းမှာတော့တော်လိုင်းဘူပေါင်းတပ်ဖွဲ့တွေကတပိတ်ကျင်းနဲ့စင်ကူစခန်းတချို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံတပ်ပုံအသင်း85နှစ်မြောက်စင်ရီတို့အထိမ်းအမှတ်အဖြစ်58ကြိမ်မြောက်မြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာတပ်ပုံနှုတ်ပညာပြပွဲကိုရန်ကုန်မြို့စူလီစကွဲမှာကျင်းပနေပါတယ်။မတ်လ23ရက်နေ့ကနေ16ရက်နေ့အထိကျင်းပပြုလုပ်နေတာဖြစ်ပြီးမြန်မာနိုင်ငံတပ်ပုံအသင်းရဲ့စင်ရုံနှစ်ပတ်လည်မှာ58ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာတပ်ပုံပြိုင်ပွဲကိုကျင်းပခဲ့တာပါ ဒီပွဲမှာစုရအမှုပညာဓာတ်ပုံပြပွဲစုချင်းမြင့်ပွဲနဲ့ဟောပြောပွဲတွေကိုပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ဒီခမ်းနားကိုဓာတ်ပုံအမှုပညာစိတ်ဝင်စားသူတွေနဲ့အသင်းဖွဲ့ဝင်တွေတက်ရောက်လေ့လာခဲ့ကြပြီးဓာတ်ပုံရိုက်ကုန်မှုပညာနဲ့အတွေ့အကြုံတွေကိုလည်းဝေမျှဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာတရုတ်နိုင်ငံရွှေလီဘက်ကိုတရားမဝင်လမ်းကြောင်းတွေကနေငွေကြေးအမြောက်များပေးကာခိုးဝင်ပြီးအလုတ်ကင်ရှာဖွေနေရပါတယ်။ခွန်စောဦးပြို့ထားပါတယ်ရှင်။မြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဘက်ကိုလာရောက်အလုတ်ရှာဖွေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာထောင်ထဲကြီးပြီးရှိနေပါတယ်။ အဲ့ဒီတဲကအများစုကမူဆယ်မှာရှိတဲ့နေဆက်ဂိတ်တွေကနေတရားဝင်ဖြတ်တန်းပြီးတရုတ်နိုင်ငံရွှေလီမြို့ဘက်ကိုအလုတ်သွားရှာကြတာတွေရှိပါလေတချို့ထောက်ထားမပြည့်စုံလူတွေကတော့တရားမဝင်မှောက်ခုလမ်းကြောင်းတွေကနေမြန်မာကျပ်ငွေ၄သိန်းကျော်၅သိန်းပေးတာ ခိုးဝင်ပြီးအလောက်ကင်ရှာဖွေနေကြရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ခိုးပေါက်ကဝင်တယောက်ကို3500ပေါ့နော်။တယောက်ငွေ3500ယွမ်း4000လောက်လောက်ဆိုရင်ဒီဘက်ရွှေလီဘက်ကိုဝင်လို့ရတယ်။ဖမ်းမိတဲ့လူကလည်းဖမ်းမိတာပဲ။ဝင်လို့ရတဲ့လူလည်းဝင်လို့ရတာပဲ။ဖမ်းတာတော့မော်တော်ပြကြတွေရောရဲတွေရောအများရန်ဖမ်းတယ်ဒီထက်မှဒီလာငါတို့မြန်မာနိုင်ငံတိုင်းလည်းမလွယ်ဘူး။အဲ့လောက်ကြီးဖမ်းလာတာမှလေခိုးပေါက်ကနေရဝင်တယ်။ဖမ်းခံလည်းခံကြရလို့မျိုးပေါ့ တရုတ်ဘက်ကအလုတ်သွားရှာတဲ့ထဲမှာမြန်မာပြည်မကအများဆုံးဖြစ်တယ်လို့ဆိုပါလေတရုတ်ဘက်ကအဖမ်းစီးတွေတင်းကျပ်နေတယ်ဆိုပေမဲ့လေရရနီလန်းနဲ့တရုတ်ထဲကိုဝင်ရောက်ပြီးမြန်မာတွေအလုတ်ရှာနေကြတာပါစစ်တကအာနာသိန်းနဲ့၄နှစ်ကျော်ကာလအတွင်းလက်ရှိအဲ့ဒီဒေတာမှာ ဖြစ်ပွားနေတဲ့စီရင်ပြုခတွေကြောင့် ကိုစင်းလုံးကြည်မြင့်မှုအလောက်ကင်ရှားပါမှုတွေကြောင့်မြန်မာပြည်မမှာရှိတဲ့အလုတ်လုံနိုင်တဲ့အရွယ်တွေဟာနိစ္စရာနိုင်ငံတွေကိုသွားပြီးအလောက်ကင်ရှားပွေကမိသားစုကိုထောက်ပံ့နေရပါလေ။များသွားခင်ဟိုတော့ကချင်ပြည်နယ်ခေကောင်းတော့ဆိုကချင်ပြည်နယ်သွားကြတာအခုနောက်ပိုင်းခေမကောင်းတဲ့ခါကျနိုင်ငံခြားရေးတွက်ကုန်ညာလက်လုံလက်စားတော်တော်များများတော့အဲ့ဟိုသွားကြတာပဲရွှေလီကျဲကောင်းတို့သွားလို့တယ်နောက်ပြီးကြတော့တခြားနိုင်ငံတွေသွားတယ်တရုတ်မှများလားအခုနေဆိုဘူးစုတာပေါ့စစ်ဘေးဒုက္ခနဲ့ဘာနဲ့ဆိုကြတယ် တရုတ်ပြည်ဘက်ကစစ်ရုံဒီမှာ အလုံဝင်လုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မူဆယ်မျိုးဘက်ကိုတက်လာကြပြီးအထောက်ထားနဲ့ငွေကြီးမပြည့်စုံမှုတွေကြောင့်တရုတ်ထဲလဲဝင်မရအလုတ်ကလည်းရှာမရပဲဇရိတ်ပြက်ကတောင်းတနေတဲ့လူတွေလည်းထောင်ထဲချီရှိနေတဲ့လူလည်းဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီအခုလောလောဆယ်အထက်ချုပ်စိတ်ုံတွေကမပြည့်စုံလို့ပြန်လာပြီးတော့လာတဲ့လူတွေလည်းရှိတယ်ဗမာပြည်ဘက်မှာဝင်လို့မရတော့တဲ့အလုတ်သမားတွေကလည်းမူဆယ်မှာ 油也炒到了百地年，他妈的那个有点不妙了呀！哈。 မပြန်နိုင်လို့လမ်းစိတ်မရှိတဲ့လူကတော့မပြန်ရဘူးပေါ့တချို့ကြောင့်လည်းလမ်းစိတ်ရှုံပြီးတော့လမ်းစိတ်ပြန်ကြရရှိတဲ့လူကတော့လည်းပြန်သွားကြတယ်ပေါ့အဲ့လိုလေးပါပဲစစ်တကစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းနေ့စဉ်တရုတ်ပြည်ဘက်ကိုတရားဝင်လမ်းကြောင်းကနေဝင်ထွက်နေသူထောက်ကြီးရှိပါတယ်တရုတ်နိုင်ငံတဲကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လှုပ်ရှားဖွေသူတွေရှိတယ်လို့အင်းကြီးချင်းထိုင်းနိုင်ငံဘက်ကလည်းတရားမဝင်လမ်းကြောင်းကနေဝင်ရောက်ကအလုလာရောက်ရှားဖွေသူတွေလည်းနေ့စဉ်ရှိနေပါတယ် ကျွန်တော်ခွန်စော်ဦးပါဆီးရီးယားနဲ့အစ္စရဲတို့ကြားကဂိုလန်ကုန်းမြင့်တွေဟာဂျားကန်နယ်တွေဖြစ်ပြီးအစ္စရဲစစ်တပ်ချထားခြင်းမပြုလုပ်ဖို့ကုလသမဂ္ဂငြိမ်းချမ်းရေးအကြီးအကဲကပြောကြားလိုက်ပါတယ်။ဂိုလန်ကုန်းမြင့်တွေမှာ1984ခုနှစ်ကတည်းကကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းတဲ့အဖွဲ့တွေချထားဖို့သဘောတူထားတာဖြစ်ပါတယ်။ သဘောတူညီမှုကိုဆက်ပြီးလေးစားဖို့လိုအပ်ပြီးကုလသမဂ္ဂအနေနဲ့ဒီဒေသမှာငြိမ်းချမ်းပြီးတည်ငြိမ်မှုရရှိဖို့ဆန္ဒရှိပါတယ်လို့ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှုအကြီးအကဲဂျန်ပီလာခရိုက်ကပြောပါတယ်ဒီကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ဟာအစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကအစ္စရေးအဖွဲ့တွေဆီးရီးယားမှာနေဖို့ပြင်ဆင်နေတယ်လို့ကြေညာခဲ့ပြီးနောက်ပိုင်းထွက်ပေါ်လာတာပါ။ 2024ခုနှစ်နောက်ပိုင်းမှာအစ္စရေးအစိုးရဟာဂိုလန်ကုန်းမြစ်တွေကိုနယ်မြေတိုးချဲ့ပြီးတက်ဆွဲလာတာဖြစ်ပါတယ်။ဆီးရီးယားရဲ့ပိုင်နက်နေရာတွေကိုပါအစ္စရေးကသိမ်းပိုက်ထားတာပါ။အစ္စရေးဟာ1968ခုနှစ်ကနိုင်ငံတကာရဲ့ဝေဖန်ပစ်တင်မှုတွေကြားတဲ့ကဂိုလန်ကုန်းမြစ်တွေကိုတိုက်ခိုက်ခဲ့ပြီးသိမ်းပိုက်ခဲ့မှုပါတယ်။ဆီးရီးယားမှာသမရအာဆတ်အစိုးရ2024ဒီဇင်ဘာလ10ရက်နေ့မှာပြုတ်ကျခဲ့ပြီးတဲ့နောက်အစ္စရေးကကုလတပ်တွေသာတက်ဆွဲရတဲ့ဂျားကန်နေရာတွေကိုပြန်လည်ရယူခဲ့တာဖြစ်ပါတယ်ရှင်။ ုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမကတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်